ကျွန်တော် page ကိုရွေးထားလိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော် page မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ page အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးမယ့်သင်ခန်းစာလေးက Microsoft Word ထဲမှာကိုယ့်ရဲ့ page ကြီးကို page အရေးအတွက်ကိုဒီဘက်ဘေးမှာကြည့်တဲ့နည်းလေးကိုပြပြပေးမယ်ဖြစ်ပါတယ်ကျွန်တော်တို့က page ဒီမှာလက်ရှိကတော့ကျွန်တော်ဒီလိုမျိုး page ကြီးကိုကြည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကအခုလိုမျိုးလေးအထက်အောက်လေးလှိမ့်ပြီးကြည့်နေရရပေါ့နော်အဲ့လိုမျိုးမကြည့်ဘူးက page တွေကိုဒီဘူးတော်တော်လေးဒီဘက်ဘေးမှာကြည့်ချင်တာဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ view တွေဝင်ပေးရပါမယ် အဲ view ထဲမှာကျွန်တော်ဒီမှာ navigation panel ဆိုတာလေးရှိပါတယ်အဲ့ဒါလေးအမှန်ကြီးရှိပေးလိုက်ပါဒါဆိုရင်တော့ကျွန်တော်ဒီမှာ headline ရဲ့ page ရဲ့ result ဆိုရရှိရဲကျွန်တော် page ကိုရွေးထားလိုက်မယ်ဆိုလို့ချင်းဒီမှာကျွန်တော် page မြင်ရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာ page 3ခုပဲရှိလို့ကျွန်တော်3ခုပဲမြင်ရပါတော့ဒါဆိုရင်ကိုကကိုမလိုအပ်တဲ့ page ကဘယ်ဟာလဲဆိုရင်ဒီမှာကြည့်လို့ရပါမယ် page တွေကိုဒီလိုပုံစံမျိုးနဲ့ကြည့်လို့ရမှာပဲဖြစ်ပါတယ်အဲ့တော့ကိုကဒီမှာလွတ်နေတဲ့ blind ဖြစ်နေတဲ့ပေပါကြီးတစ်ခုရှိရဲ့အဲ့ပေပါကြီးကိုဖျက်ပြစ်ရှင်တာဖျက်ပြစ်ရှင်တာဆိုလို့ရှိရင် ကျွန်တော်ကဘတ်စပေးသူမုံတလိနဲ့ဖျက်ချလိုက်လို့ရပါတယ်အခုလိုနီလေးလဲကျွန်တော်တို့ကဒီဘက်ဘေးမှာ base ကြီးကိုပေါ်ပြီးတော့ကြည်နေလို့ရပါတယ်ဒီဘက်ထဲမှာစာရိုက်ရင်လည်းစာမျက်နှာကျဲတဲ့အတွက်အဆင်ပြေပါတယ်ကွန်ပျူတာနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အကြောင်းအရာလေးရှိသေးဆိုရင် comment မှာရေးသားခဲ့ပေးပါကျွန်တော်ဒီတလောက်ပြန်ပြီးဖျက်ချပေးပါမယ်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်